ေါ်သွားမှာပါအတော်ခဆူဆူပေါ့နော်ကြော်ထက်အောင်အရန်ဝုံးရတဲ့အခန်းနေပေါ့ပြောမစွန်းတော့မိမကြမ်းကြီးပုံစံမျိုးတော့လောက်ရတာပေါ့နော်ဒါမှတကယ်တမ်းကျတော့ကိုယ်မကြမ်းတတ်ဘူးအေးမြောက်မို့နေငါတို့မိသားစုတော်တော်ဒုက္ခ နင်းကြောင့်နင်းအဖေငါကိုကြီးလဲတဲခဲ့ရပြီဟာ तू ကဘာလို့ပြောမ तू ကအေးအေးယုတ်နော်အေးအေးယုတ်အရန်ပြမလေးတကယ်အရန်သဘောလဲကောင်းတယ်အရန်ချဖို့လဲကောင်းတယ်ဟိုကျမလိုအပ်တာဘာညာဘာညာဆိုလို့ရှိရင်နေ तू အဲတမိလေးအမေဒီလူလူလူဟိုဟာဖြစ်နေတယ်ဘာညာဆိုလို့ရှိရင်နေအဲတမိပို့ပေးလိုက်မယ်နော်ဆိုအဲ့လိုမျိုးထီးတော့ဘာလို့လိုအပ်တာဘာညာဆိုအဲ့လိုပြောလိုက်တာနဲ့လာပို့ပေးတာဆိုင်ကြီးရယ်ဆိုင်မသားငေါ့ပြနေနေဟာညနေဘိုင်တန်ကဖဲကြံဝသွားနေတယ်လက်ချင်းနဲ့မလာဘူးဘာလဲဘာလဲဘယ်လဲရဖလဲတကင်ဟိုပြောရမှာဆိုရင်အခုခေတ်ဟို သူရုပ်ဆောင်တော်တော်များများနဲ့တော့နည်းနည်းတော့ကွာတယ်လို့ပဲသူကလေအေဂျင့်နဲ့သူစိတ်ကနောက်ပြီးတော့ဟိုလူကြီးကိုလူကြီးမှန်းသိရပေါ့အာအခုလောလောဆယ်ကတော့အမေနားမှာပဲအမေပြုစုနေဟုတ်ကဲ့လားဒါဆိုရင်ဒါရမက်ကဒါနောက်ဆုံးရိုက်ခဲ့တာလားအာနောက်ဆုံးရိုက်တာတော့မဟုတ်ဘူးကိုယ့်ရဲ့တခြားကားတွေတော့ရှိတယ် ကျမလည်းတိတ်မမှမိတော့အများကြီးပဲပေါ့ MR4 ကိုပါတော့ရိုက်တာရှိပါအများကြီးပဲဟုတ်ကဲ့အာရမက်ကာရက်တာလေးကတော့ဟိုအတော်ခဆူဆူပေါ့နော်ကြော်ထက်အောင်အရန်ဝုန်းသွားတဲ့အခန်းလေးပေါ့ဟိုပြောမစွန်းတော့မိမကြမ်းကြီးပုံစံမျိုးတော့လောက်ရတာပေါ့နော်ဒါမှတကယ်တမ်းကျတော့ကိုယ်မကြမ်းတတ်ဘူးဒါပေမဲ့ကျမကလည်းအဲ့လိုမျိုးတဘာဝကြက်ကြက်လောက်ရတဲ့ဟို ဇကားမျိုးကိုပဲနှစ်သက်တာလေအဲ့လိုမျိုးပဲဝါသနာရမ်းပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကိုကရမ်းကြီးစိုးအောင်လှုပ်ရလှုပ်တက်သလားဆိုတော့လှုပ်တက်လို့တော့မဟုတ်ဘူးပေါ့နော်ဟိုကိုရဲ့ဝါသနာအရလှုပ်ချင်တဲ့စိတ်ကလေးနဲ့လှုပ်လိုက်တာပဲရှိတာပါအေးမြမူကတူမပေါ့ ဟိုသူကဘယ်လိုပြောမသူကအေးအေးယုတ်နော်အေးအေးယုတ်အရန်အပြစ်မလေးတကယ်အရန်သဘောလေးကောင်းတယ်အရန်ချဖို့လေးကောင်းတယ်ဟိုကျွန်မလိုအပ်တာဘာညာဘာညာဆိုလို့ရှင်နေသူအဲတမိလေးအမေတလူလူလူဟိုကဖြစ်နေတယ်ဘာညာဆိုလို့ရှင်နေဟိုအရင်ဈေးရောက်ခဲ့တဲ့အချိန်တုန်းကဆိုလို့ရှင်လေကိုလိုအပ်တာလေးကိုပြောလိုက်တာနဲ့နဲ့သူကလေတမိပို့ပေးလိုက်မယ်နော်ဆိုအဲ့လိုမျိုးထီးတော့ဘာလို့လိုအပ်တာဘာညာဆိုအဲ့လိုပြောလိုက်တာနဲ့လာပို့ပေးတာအဲ့လိုအဲ့လိုမျိုးလေအရန်စိတ်ပေါ်တာကောင်းတယ်တွေ့ရင်လည်းဖလဲတကင်ဟိုပြောရမှာဆိုရင်အခုခေတ်ဟို ရုပ်ဆောင်တော်တော်များများနဲ့တော့နည်းနည်းတော့ကွာတယ်လို့ပဲသူကလေအေဂျင့်နဲ့သူစိတ်ကနောက်ပြီးတော့ဟိုလူကြီးကိုလူကြီးမှန်းသိရပေါ့အဲအဲ့လိုဟာမျိုးလေးအရန်ချစ်ဖို့ကောင်းပါတယ်ပြန်ပါလေဟုတ်ကဲ့အဲ့တော့ဒီမားကိုလည်းအရန်ချစ်တယ်ဒါပေမဲ့ဟုတ်ကဲ့ဒီမားလည်းပိုချစ်တယ်ပေါ့အဲ့ဒါကတော့ကုကီကုကီတိုင်းပါပဲကုကီတော်လေးနဲ့တော်တော်ဟုတ်ကဲ့ယူမမကတော့မင်းမင်းပုံကတော့ပြောမစွင်တင်ပြတာလေးကအစား အရန်ကောင်းပါတယ်တော်ပါတယ်လူငယ်ဟုတ်ကဲ့လူငယ်တိုင်တိုင်တွေတော့အရန်တော်ပါတယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲကျမတို့ဇပုတ်တွေအပေါ်မှာဆက်ဆံတဲ့ဆက်ဆံပုံကလည်းအရန်ချစ်ဖို့ကောင်းပါတယ်တလေးတစားနဲ့ကျမတို့အနေထားမျိုးတွေကိုတလေးတစားနဲ့ဆက်ဆံနေဆိုတာကတော့တော်တော်များများနည်းနည်းရှားပါတယ်ရှင်သူကတော့ဘာပဲပြောပြောလေးဟိုလေးလေးစားစားလေးနဲ့ဟုတ်ကဲ့ဟုတ်ကဲ့တမိရွယ်ပါရှင်ဟုတ်ဟုတ်တော်တော်လေးလေးလေးစားစားဆက်ဆံပါတယ်ပတ်စံအရန်မဲ့တဲ့မိန်းမတယောက်ဆိုတဲ့ဟာကြီး ပေါ်လွင်အောင်လုပ်ရတာရယ်နောက်ပြီးတော့ထမင်းစားလို့ရှိရင်ဇလုံးနဲ့ဒီလိုဒီလိုစားပါတယ်ဆိုတဲ့ဟာမျိုးတွေကိုလုပ်ရတာမျိုးတွေပေါ့အဲ့မှာကိုယ့်အကိုကြီးလည်းရှိကျင်တာလေတိတာထမင်းဇလုံးနဲ့နောက်ပြီးတော့ကြော်တဲ့အောင်ကိုကျမပြောလိုက်ရတဲ့အပြောမှလေဟိုကလည်းခွေးမကြီးရပါထမင်းနင်တို့စားပြီးသွားလို့ရှိရင်ထမင်းကိုဇလုံးထဲကိုထမင်းကြံဟင်းကြံညီအကုန်ထည့်ထည့်ပြီးလို့ရှိရင်အောက်ကခွေးမကြီးရလဲတားပေါက်ထားတဲ့အတွက်ကြောင့်မလို့ဘိုက်စားလို့ရှိရင်အားရပါရပြောရတာဘိုက်စားလို့ရှိရင်လေ ခွေးမကြီးကအမိုက်ပုံကိုခေါင်းဒီလိုဒီလိုတိုးဝဲပြီးတော့သွားတာဆိုဟာအဲ့မှာကြော်ထက်အောင်အရန်ယွန်ပြီးတော့အဲ့လိုမျိုးပြရမယ်နေတာမျိုးအဲ့လိုမျိုးပြအောင်ပြောရတာရှင်အဲ့လိုပဲထင်ပါတယ်ပေါ့မဲ့ဇက်မှာဝင်ရိုက်လိုက်မိတဲ့အတွက်ပေါ့တာဒရိုက်တာတွေအရန်ကောင်းလို့အရန်တင်ပြတာအရန်တော်လို့လည်းပါပါတယ်ရှင့်အခုဇရိုက်ကြကြအတော်ပါဒါပေမဲ့အပြင်မှာကြတော့တကယ်ဇရိုက်မဆန်းပါဘူးတကယ်ရောက်ခမအရန်ဆိုးပါတယ်ဆိုတဲ့ဟာလည်းတကယ်ရောက်ခမအဆိုးတဲ့ရောက်ခမတွေမှာမပါပါဘူးချွေးမတွေကိုကျွန်မအရန်ချစ်ပါတယ် ကျမတို့လည်းတမိတွေလိုပဲထားတာပါရှင့်အဲ့ဒါလည်းတိတိလေးပဲကာရိုက်တာကလည်းအဲတကယ်တမ်းပြောရင်အဲအပြင်မှာကလုံးဝဘာမှအေးအေးချမ်းချမ်းအမျိုးသမီးပါရှင့်ကိုကိုကိုပြန်ပြီးစတင်တာလေဟုတ်ကဲ့တကယ်တမ်းကြတော့စူးစူးသွန်းသွန်းကာရိုက်တာမျိုးတွေကဇာတ်ကားထဲမှာပဲလောက်တာပါအပြင်မှာကျမစိတ်လည်းမစစ်တတ်ဘူးရန်လည်းမဖြစ်တတ်ဘူးရှင့်